ကြည့်တော့တထနဲ့ဆင်ကတင်းကျုံတက်ပံပညာရှင်ပည့်တန်ကြံမဲကံရိုးရာစိတ်ပညာဆွေးနွေးပွဲကိုမဆင်မြို့မှာစတင်ဖွင့်လှစ်လိုက်ပါပြီ ATSC ဝင်းမှာတရုတ်ထိုင်းမြန်မာလာဝဘဘာဒီယာနဲ့ ပြည်နယ်၆နိုင်ငံကယူရစီပညာအစိုးရဝန်ထမ်းတွေအကယ်ဒမီဖွဲ့ဝင်တွေအထင်ကရပညာရှင်တွေနဲ့စီးပွားရေးလုပ်ငန်းတွေကကုသလေတွေအပါအဝင်နိုင်ငံတကာရဲ့တဲ့တော်ပေါင်းတွေအားချုပ်တက်ရောက်ခဲ့ကြပါတယ်။ယူရစီပညာအစီအမင်းတွေရဲ့အတွက် EG ဒမီပညာဉာဏ်ရည်တို့နေပညာတွေနဲ့ခိမီဖို့စံတမဖို့အပီပီဆိုင်ရာဖြစ်လာဖို့တန်းချန်းတိတွေကိုအတူတကွဆွေးနွေးခဲ့ကြပါတယ်။ကကြတော့ ်ရှိထားတာကြတော့ဒီဒဲဟုန်ဒေတာနဲ့ဟိုကျမတို့မြန်မာနိုင်ငံနဲ့ရိုးရာတိုင်းရင်းစေးအမွေတွေချိတ်ဆက်ပြီးတော့ရှိနေတယ်ဆိုတာကိုသိရှိထားပါတယ်။တော့ကျမတို့နိုင်ငံမှာရှိတဲ့ဟိုရှေးစစ်ရှေးဆရာကြီးတွေရဲ့ပညာတွေနဲ့အဲဒီဘက်ကဒေဟုန်ဟိုဆိုင်ရာဒီဒေတာမှာရှိတဲ့စေပြင်းစေဆရာကြီးတွေရဲ့ပညာတွေကိုပေါက်ဆက်ပြီးတော့အဲနောက်လာနောက်သားတိုင်းရင်းစေးပညာရှင်တွေရာတွေကိုလေးလာခွင့်ရမှာဖြစ်တယ်ပေါ့နော်။မြန်မာနိုင်ငံအနေနဲ့ ဒီဂျစ်တယ်နည်းပညာနဲ့ယောဂရှာဖွေစုဆောင်းတာတော့ခုမှကျွန်တော်တို့ဒီစတင်ပြီးတော့ recording လုပ်နေတဲ့အစပေါ့ဒီ technical ဘိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ training တွေရမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့တွေနဲ့ပူးပေါင်းဆောင်ရွက်မှုရပြီးတော့မှကျွန်တော်တို့တိုင်းစည်းဌာနမြန်မာအနေနဲ့ဒါမြန်မြန်ကို digital news နဲ့ဒီလိုလူကိုဟိုရောက်အောင်အများဆုံးကျွန်တော်တို့ဒီဝန်ဆောင်မှုတွေ service တွေပေးနိုင်မှာဖြစ်ပါတယ် နှုံးပြည်နယ်ခွဲဟာတရုတ်ပြည်ကတောင်အာရှနဲ့အရှေ့တောင်အာရှကိုထွက်ခွာဖို့အဓိကတကားပေါက်ဖြစ်တယ်လို့ဒီကမြန်မာစီးပွားရေးစင်ကြီးရဲ့အချက်အချာလည်းဖြစ်ပါတယ်နိုင်ငံတကာအင်ဂျင်မှုဖလေရင်းနဲ့စီးပွားရေးပူပေါင်းဆောင်ရွက်မှုတွေမှာအမေတန်အရေးပါတဲ့နေရာကနေပါဝင်ခဲ့ပါတယ်ဒီဆွေးနွေးပွဲကိုဂျင်းပါတာဟာလန်ချောင်မဲကောင်တဲ့တာနိုင်ငံတွေကြားရိုးရစေးပြီးမြပူပေါင်းဆောင်ရွက်မှုကိုနေရှာသိပြီးတက်တာချင်းမရဲ့အတိုင်းအဝိုင်းဒီဆောင်ရေးကိုပြင်တင်နိုင်ဖို့အရေးပါတဲ့သဘောဆောင်ပါတယ်